အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဟာတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဒီဇင်ဘာလ9ရက်နေ့ညနေပိုင်းကနေပြည်တော်မှာရှိတဲ့စီပင်အရေးတာမှာတွေ့ဆုံခဲ့ပါတယ်ဒီတွေ့ဆုံပွဲကို လွှတ်တော်ကိုတက်ရောက်နေတဲ့တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပါတယ်တွေ့ဆုံပွဲဟာတနအိကျော်ခန့်ကြာမြင့်ခဲ့တာဖြစ်ပါတယ်ဘာလို့နိုင်ငံကပြည်တော်သူတိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ပြည်တော်သူဖြစ်တယ်အဲ့လိုပြည်တော်သူဖြစ်လို့ကျွန်တော်တို့ဟာဘုံသိတယ်ဒီဟာကျွန်တော်တို့အတွက်တံခိုးချာဆရာအခြေအနေဖြစ်တယ်ဒါပေမဲ့လည်းအဲ့ဒါကြောင့်အခက်အခဲတွေရှိတယ်အဲ့တော့အဲ့ဒီအခက်အခဲတွေကိုကျွန်တော်ပေါင်းဖို့ဆိုတော့ကျွန်တော်တို့အားလုံးရဲ့အကြောင်းဖြစ်တယ်အစ်မရဲ့အကြီးကျွန်တော်တို့ရဲ့တိုင်းသားကိုယ်စားလှယ် ဖွဲ့ထုတ်တဲ့အတန်းစားတွေကိုပြောလို့ရှိလို့ရှိတယ်။ကြာတိုင်းသားများဆိုတာဟာဘုမာလေးပါလို့ဆိုမမေ့ပါဘူး။တော်တော်များများကတိုင်းသားဆိုဘုမာမပါဘူးလို့မြင်ကြတယ်။ဘုမာအများစုဆိုဘုမာရဲ့တစ်ဖက်ကညာနဲ့တိုင်းသားရဲ့တစ်ဖက်ကဒီပြည့်အဲ့လိုမြင်တာအဲတတိယဖြစ်တဲ့ဘာဝကြောင့်ဒါကတော့ဘုမာအများစုဆိုတော်တော်အများစုဖြစ်တယ်ဟုတ်။တဝဲကျော်ကျော်ကဘုမာလေးဖြစ်တယ်။ညာနဲ့တိုင်းသားတွေအားစုလိုက်မှဘုမာကြီးတော့အများအားဆိုတော့ဒီလိုပါဗမာရီတို့တိုင်းသားတွေထဲမှာ ဆင်းရဲမသွေးနာလဲတော့တဘာဝကကြောက်ပါလေဒါဆင်းရဲသွေးမှာလို့တားနေတယ်မြစ်တာရက်ခတ်တယ်။ဘာဖြစ်လဲဆိုတော့ချိန်ကာလကြာလာတဲ့ခါဘာလို့အားလုံးဒီလိုအခု situation ဖြစ်နေပြည်နယ်တွေမှာလည်းတိုင်းသားမျိုးစုံပမာလေးရှင်တွေကြောင့်မထင်တဲ့ပြည်နယ်တွေမှာချို့နေရာတွေဒီမှာရောက်သွားလို့ရှိလို့ရှိရင်ငါကတုတ်ဆက်ကြတယ်။နဘောက်ကတဲ့နဘောက်ကဆိုတော့ဖြစ်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 ကိုရစာကြည့်ရပါတော့။နဘောက်ကဆိုဟိုးဟိုး ချမ်းမြေတယ်လို့ပြင်ပြင်တို့မှာလုပ်နေကြတာပဲ။အဲဒီတိုင်းမှကျမတို့တိုင်းသားတွေဆိုရင်လည်းတိုင်းကပတ်တယ်။အဲကျမတို့ကတစ်ဖြစ်ဖြစ်ကြီးတော်စုပုံစံဖြစ်လာတယ်။ကြီးတော်စုစိတ်ကပါခါရဲပစ္စည်းတွေပေါ့။ကြီးတော်စုစိတ်ကဆိုတာကျမတို့ကတော့ပင်စိတ်ကလို့ပြောတယ်။ပင်လုံးစိတ်ကကိုဖြစ်ပြပါဆိုရင်ကျမတို့ကပင်လုံးစာချုပ်ချုပ်ပြထား။တချို့ကပင်လုံးစိတ်ကဆိုပင်လုံးစာချုပ်ကိုပြထားတယ်။ကျမ သင်္ဍုံစာချုပ်ကိုသင်္ဍုံစာချုပ်ကိုချုပ်စေနိုင်တဲ့စိတ်ကပြီးတော့အဲဒီဒီပြည်တော်သူစိတ်ကပြည်သူစာစိတ်ကြောင့်ပြည်သူစာချုပ်ဆိုတာပေါ်လာလို့တို့တို့ပြောရမယ်ဆိုလို့ရှိရင်အာလုခူပေါင်းဆောင်ရဲ့ချင်းပါမခူပေါင်းချင်းနဲ့ပို့ပြီးချစ်ရတယ်ကိုလိုချင်တဲ့ပေါင်းတိုင်းကိုပို့ပြီးတော့မြန်မြန်ဆန်ဆန်အောင်မြန်မြန်ရောက်နိုင်တယ်ဆိုတဲ့အယူဆပါဒီတော်စိတ်ကပြည်သူစိတ်ကဒါတော့အားလုံးဟာကိုယ့်ရဲ့ ်ရင်ကျေးမှုကိုယ့်ရဲ့ဘာသာစကားနှစ်သက်ကြတယ်ဒီတိုင်းဒီလိုတိုင်းသာအားလုံးကကိုယ့်ရဲ့ရင်ကျေးမှုကိုယ့်ရဲ့ဘာသာစကားကိုယ့်ရဲ့သမိုင်းဓာတ်ရင်းတက်တက်မှာဒါကဖြစ်နေဖြစ်တဲ့သဘာဝလဲကြဒါပေမဲ့အဲ့လိုဖြစ်တဲ့တော့လေအားလုံးပူပေါင်းဆောင်ရဲ့ချင်းရဲ့တံပိုးတွေမေ့ဘူးတော့ဒါတော့တဦးစီတဦးစီတယောက်စီတယောက်စီလုပ်ချင်လို့လုပ်မယ်ဆိုလို့ရှိရင်တော့ဒါလို့ဒီတော်စုအတွက်ဒါကတံပိုးရှိတဲ့အနေနဲ့ဟုတ်ပါ အဲ့ကျမကဘုရားဆောင်ရဲ့ချင်းအဖြစ်ပို့ပြီးတော့အောင်မြင်နိုင်တယ်ပို့ပြီးတော့တွတ်တက်နိုင်တယ်ဆိုတာကိုယုံကြည်တဲ့ဤတော့စိတ်ကကိုသင်တော့စိတ်ကကိုဝင်းမြူကြပါဘာလို့လဲဒီစိတ်ကကိုဝင်းမြူကြပါဒီစိတ်ကတွေပဲကျမတို့ဖွဲ့ကြောဆောင်ဘောရှိစရှိခုနဲ့စတဲ့ပြုတော်ရရဲ့ရှင်းပန်ခဲ့တာဒီပွဲမှာတက်ရောက်ခဲ့တဲ့တိုင်းရင်းသားလှတ်တော်ကိုစလက်တဦးကသူ့ရဲ့အမြင်ကိုအခုလိုပြောပါတယ်ဒါကောင်းပါလေဘာကြောင့်လဲဆိုရင်အန်ဒီစုက in the right time in the right place in the right present ဖြစ်ပါတယ်အချိန်မှလူမှနေရာမှအဲကောင်းဆောင်ကောင်းတူဖြစ်ပါတယ်မကြောက်လဲဆိုရင် သူလုံရမဲ့ဥစ္စာကိုတဆိုင်မှမှ လုံပါတယ်နော်ကာချုပ်ကြီးနေတွေ့တယ်အဲသမဒကြီးနေတွေ့တယ်ကောင်းဆောင်နေတွေ့တယ်အခုလို့ကျွန်တော်တို့တိုင်းသားလူတော်ကိုယ်စားလှယ်တွေနေလာတွေ့တာပေါ့လေတွေ့ပြီးမှဒါကောင်းနှုံးရရာကြီးပေါ့နော်ဒါကျွန်တော်တို့ညိနှိုင်းတိုင်ပင်နေဆိုတာတိတ်ကောင်းတယ်ဟိုတုန်းကအဲ့လိုညိနှိုင်းခြင်းမရှိခဲ့ဘူးလေ bottom up နော် up down ပဲဖြစ်နေတယ်ဆိုတော့ bottom up ကိုလှုပ်ချင်နေတာပေါ့ပြည်သူလူထုဆိုတာကညနေတိုင်းပြင်မယ်ဆွေးနွေးမယ်ကိုယ့်ရဲ့အတန်လေးချားပြီးမှအခုအများရဲ့အတန်အတရအပြန်ဆုံးဖြတ်တယ်ဒီလိုမျိုးဖြစ်တာတိတ်ကောင်းပါလားအောင်မြင်အောင်ကိုအောင်မြင်လိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်ဒါအပြင်ပိုကျုံအောင်ဆန်းပုံနဲ့ငွေဆက်ကူတွေထုတ်ဝေဖို့ပြောကြားခြင်းနဲ့ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောကြားချက်ကိုတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တအူးကအခုလိုပြန်ပြောပြပါတယ် ကိုအဖေအကိုကိစ္စကိုနည်းနည်းပုံကိုရေးဆန်သွားမှာဖြစ်လို့အဲ့ဒါတို့အဲ့ဒါထက်အရေးကြီးတဲ့စာတွေသူထမ်းဆောင်ရစီအများကြီးရှိပါတယ်တဲ့အဲ့လိုပြောပါတယ်အလုံးမလုံးရပဲနဲ့နေလိုက်နေနေအောင်မယ်လို့အဲ့လိုပြောပါတယ်ပေါ်ရေးကြည့်တဲ့အလုပ်လုပ်မယ်လို့ပြောတဲ့သဘောရှိတာပေါ့။ဒေါအောင်ဆန်းစုကြည်ဟာဒီဇင်ဘာလ9ရက်နေ့မှာပဲပြည်အောင်စုလွတ်တော်နာရီကသူရဥရှင်မန်းနဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။